ကဲကနေ့ကလေးမန္တလေးတည်င်းပေါ့နော်တည်င်းတပုတ်အဆန်းလေးတွေပါနော်အဆန်းလေးတွေဆိုတော့လူတွေတခိုးတွေစိတ်တက်တွေဘလို့ရှိတလေဆိုတော့ကိုနော်သိရတာပေါ့နော်မကောင်းမှုဆိုတာပါမကောင်းမှုစိတ်ကိုရာယာနာညာမကောင်းမှုဟူသည်များကိုရှောင်ကြည်တော်မူသောဆိုရဲနော်တရားတန်မှာရှိကြတယ်မကောင်းမှုဟူသည်များဒီစိတ်ကိုရာရဲ့မှာပေါ့နော်လူတွေဟာမကောင်းမှုကိုလုပ်ဖို့ရန်အရန်လွယ်ကူပါရဲ့နော်အဲ့ဒါ စိတ်ကြည်ရရဲ့မှာဘောနော်မကောင်းမဟုတ်သူများကိုရှောင်တော်မူသောမြတ်စွာဘုရားတို့စာပေမှာရှိပါနော်အဲအကြောင်းလူရဲ့စိတ်ဆန္ဒတွေဟာအဲ့လိုမျိုးစိတ်ကြည်ရရဲ့ဆိုလို့ရှိရင်မကောင်းမှုကိုလုပ်ဖျင်အယံလွေကူကြရပါဘောနော်ဆိုတော့ဒီနေရာလေးမှာတော့ဘောနော်တခိုးရဲ့အကျင့်စာရိတ္တလေးတွေဘောနော်တခိုးရဲ့အကျင့်စာရိတ္တရဲ့တခိုးရဲ့အဲ့တခိုးကောင်းလေးရေဘောနော်သူရဲ့စိတ်တက်လေးတွေဘောနော်အကျင့်စာရိတ္တလေးတွေအဲ့လိုသူရဲ့ဟမ် ပစ္စည်းကိုလေခိုးယူသွားတာပေါ့နော်ကောင်မလေးကိုလေသူစိတ်ထိမှမဖွင့်မိရတယ်လှုပ်တော့ကြတယ်ဒီပူကြီးကိုခဏခဏမြင်နေရတော့ကျွန်တော်နေနေမျှဝေတယ်ပေါ့နော်ဆိုတော့နော်မန္တလေးမြို့နော်မန္တလေးရှိတ်မလိုင်ပေါ့စီဆိုင်မှာနော်မိန်းကလေးတွေကိုအိတ်ဆက်နေစိမ့်တခိုးကဝင်လာပြီးတော့ဖုန်းတွေကိုလေခိုးယူသွားခဲ့ပါတယ်လက်ထစ်မှာလေဒါကိုကင်ထားခဲ့တာပေါ့နော်အဲ့ဒီကောင်မလေးကိုကြည့်ပြီးတော့လေးပေါ်မဖွင့်မရလောက်ခဲ့ပါလားဒီတခိုးကပင်မပင်မနေနေဆိုတာကိုလေးပဲနော် ကူရှာပေးကြဖို့မိတ္တရက်ခံအပ်ပါလေဆိုပြီးတော့နော်တင်လာတဲ့ဗီဒီယိုဒီဘက်ကိုကျွန်တော်လုံးနေနေမျှဝေပါလေဘာဖြစ်ဆိုလို့ရှိရင်ဒီကိစ္စတွေကနော်နောက်ဆိုလို့ရှိရင်လူတွေဟာလုံခြုံမှုအရန်အားနေကြမှာပေါ့နော်လုံခြုံမှုလေးအဲ့လိုမျိုးနော်အိမ်မှာအဲ့ဒီအချိန်မှာလေကောင်းကောင်းမွန်မွန်အဲ့လိုမရတော့ဘူးစားတဲ့အချိန်မှာလေကောင်းကောင်းမွန်မွန်လွတ်လပ်လပ်လပ်ပေါ့နော်အဲ့လိုစိတ်စိတ်စိတ်ချပြီးတော့စားတောင်းလို့မရတဲ့အနေအထားကိုရောက်ရှိမှာဖြစ်ပါလေဘာဖြစ်ဆိုလို့ရှိရင်မကောင်းမှုလေလူတွေဟာအရန်ကို ဲ့လိုမျိုးမကောင်းမှုနဲ့မွေးလျော်ကြတယ်မကောင်းတဲ့စိတ်ဓာတ်တွေပေါ့နော်အောက်တန်းကြတဲ့စိတ်ဓာတ်တွေအဲ့လိုမျိုးလူတွေကိုလူတွေကိုမကောင်းမြင်တဲ့စိတ်ကြရင်တော့ဒီလိုမျိုးလူတွေကစိတ်တွေကအရန်ကိုခက်ထန်ကြံ့တက်လာတယ်ပေါ့နော်လူစိတ်မဟုတ်ဘူးနော်အဲ့လိုဒိဋ္ဌိဆန်စိတ်ကြတွေဝင်လာကြတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုကိုနည်းနည်းကြည့်အောင်ပါပေါ့နော်။ဘာဖြစ်လို့ဆိုလို့ရှိရင် တခွေးစိတ်တဲ့ကိုကျွန်တော်တို့သိရဘူးနော်လူရဲ့စိတ်တဲ့ကိုအဲ့ဒါကြောင့်မကောင်းစိတ်ကိုရရန်ထမ်းမကောင်းမှုကိုလူတွေကပြုတွေတွေဆိုတာဒါကိုပြောတာလို့ကျွန်တော်တို့အမြင်မိပါတယ်ကဲอืมလူကအဲ့လိုမျိုးကြည့်ဒီလောက်လဲနေတဲ့ဟာလေးနော်တခိုးကလေခွေးရေးတယ်อืม တခိုးကလည်းကျွန်းရယ်နော်ဟွန်းကျေတော်တော်ခိုးကြီးတယ်နော်ဒီလောက်ပစ္စည်းကျုံအကောင်းအောင်မထားတယ်ဘုန်းလေးကလည်းတည်နေနော်ဒီတခိုးကလည်းအင်းကောင်းအောင်မထားတာကိုတည်မကျုံငါဖုံးသုံးလုံးလေးလုံးဟာဖာတော့ပြီးတော့သုံးလေးလုံးတော့မခိုးတော့อืม เลี้ยงลงมาปาดอี ခုခေတ်မှာ CCTV တွေပေါ့နော်ဒီလို CCTV တွေရှိလို့တက်တဲ့တာရကတွေပေါ့နော်မြင်ရတယ်တွေ့ရတယ်ပေါ့နော်အဲကြောင့်လူတွေနော်အိပ်ပြတ်သွားတယ်ဆိုတာတေရနဲ့တူတာဆိုတော့ဒါလေးတွေပြောတာပေါ့နော်ဘာဖြစ်ဆိုလို့ရှိရင်လူတွေအိပ်သွားပြီဆိုလို့ရှိရင်တတိတွေနော်ရှိတဲ့အတိတ်တတိတွေအကုန်လုံးလွဲကုန်ကြတာပေါ့နော်ဘာမှမလေး ူမှာအသိစိတ်တွေမရှိတဲ့ခါကျတော့အဲ့လိုမျိုးပေါ့နော်လူတွေကတေးရနဲ့တူတော့ဆိုထားဖို့နော်လူအိတ်တော့ပြီအိတ်ပြော်တော့ပြီဆိုလို့ရှိရင်လူရပေးရကိုမှမသိတော့ဘူးဟွန်းဟာအင်တန်ရှင်ကြတော့ဆိုတော့ဒီဟိုပါပေါ့နော်အဲ့ကောင်လေးကအဲ့လိုမဖွေမရလေးလုံတော့သေးတာပေါ့နော်ဒီလိုမျိုးတွေအဲ့ကြောင့်စိတ်တက်တွေဟာဟမ်လူတွေစိတ်တက်တွေကိုတီးရရဲ့သခွေးစိတ်တက်တွေကိုပြစ်စီတောင်းခိုးလို့မပြီးသေးဘူးနော်သူရဲ့စိတ်ကပုံထပ်ပြီးတော့ခိုးလိုက်သေးတယ် ြစ်စေကိုခိုးလို့မပြီးသေးဘူးသူရဲ့စိတ်ကနေပြီးတော့နထိုက်တော့သူရဲ့သူများအာတသမီးတွေကိုခိုးလိုက်သေးတယ်ကျွန်တော်ဗီယာမြန်သဘောပေါက်မှာပါနော်ခိုးလိုက်တယ်ဆိုတာကသူရဲ့စိတ်ကနေပြီးတော့အာယုံရောက်ဆိုတော့ဗောနအာယုံပြောင်းလဲပြီးတော့ချို့လူတွေမိခလေးတွေပေါ်မှာဗောနအဲ့လိုစိတ်တက်တွေရောက်ပြီးတော့သူကအဲ့လိုမျိုးအမဖွင့်မြားရဲလှုပ်တော့တာပါဆိုတော့ဒီဗီဒီယိုကတော့ကျွန်တော်မြင်နေရတာကောင်းချေလို့မကောင်းဘူးအဲကြောင့်ကျွန်တော်မကြည့်ရှင်တော့ဘူးเนาะကြည့်ရှင်တော့အဲဒါကြောင့်လူရေးစိတ်သက်ကိုသိအောင်တော့ကျွန်တော်လို့နည်းနည်း အဗျူအများကို ရှင်းပြတော့တာဗောနော်လူဝေစိတ်တဲ့ကဒီလိုရှိကြတယ်စိတ်ကိုတဲ့အရက်မှာဗောနော်လူတွေကမကောင်းမှုကိုလှုပ်ဖွင့်ရန်လွယ်ကူတွေဗောနော်သူတို့လွတ်လွတ်တော့တာအဲကြောင့်စိတ်ကိုရာရက်မှာလူတွေကမကောင်းမှုကိုလှုပ်ဖွင့်ရန်ရှောင်ကြဉ်ဖွင့်ရန်အရန်ခက်ခဲတယ်ဆိုတာကိုအာသူတော်ကောင်းတို့နော်စကားတွေကျွန်တော်တို့ကြားဟုပါတယ်ဗောနော်သူတော်ကောင်းရဲ့စကားဆိုတာဖရာရဲ့စကားတွေကြားဟုပါတယ်အဲဒါကြောင့်လူတွေဟာစိတ်ဓာတ်တွေကို ဒီလိုစိတ်ကြွေရာရာမှသိရတာပေါ့နော်နောက်တစ်ခါသခွေးစိတ်တဲ့ကိုလေဒီကျွန်တော်တို့အခုခေတ်မှာဒီ CCTV ပေါ့နော်ဒီ CCTV ကကြည့်ပြီးတော့လေသိရတာပေါ့နော်သခွေးစိတ်တဲ့တွေကပစ္စည်းတွေကိုခိုးလို့မပြီးသေးဘူးမိန်းကလေးကိုပါစိတ်နှံခိုးတော့တယ်ဆိုတာကိုကျွန်တော်တို့သိရတာပဲဖြစ်ပါလေဗျ။အဲဒီဗီဒီယိုပေါ်မှာနော်ကျွန်တော်ဗီဒီယိုများဘလို့မျက်ချပေးရှင်တလေမျက်ချပေးတော်လို့ရပါလေ။နော်ဘလို့ထင်မြင်တလေပေါ့နော်။ကဲဆိုတော့ကျွန်တော်ပေါ့နော်ကြက်ဖြန့်လိန်နေအသေးဆိုပြီးတော့လေးပေါ့နော်။အာလိန်နေအသေးပါလား။ ကိုလိုမခံရအောင် ရှင်းတာပါရှင်းလဲ AI နဲ့ CB မှာဗီဒီယိုကောခေါ်ပြီးလိမ့်ကြပါတော့အများသိအောင် ရှင်းပေးကြပါဦးနော်ဆိုပြီးတော့နော်ကိန်းဒါကတော့ AI ကနေပြီးတော့ခိုးတာလို့ပြောတာပါပဲနော် AI ကနေပြီးတော့ကဲကျွန်တော်တို့နင်းနေဝင်ပြီးတော့နှာထောင်ကြည့်မယ်ဘုသူတအရာလေးဗျလက်မကို3သိန်းနဲ့သင်္ကန်းစာလေးတစ်ခုရပါတယ်ရှင်3သိန်းနဲ့သင်္ကန်းစာဘာလဲဆိုတော့လူလိန်ခံရတာပါရှင်ဘယ်လိုမျိုးလိန်သွားရလဲဆိုတော့သူကလိန်နီးအစ်တဲ့နဲ့လိန်သွားတာရှင် မက်ဆန်ဂျာကနေပြီးတော့ဗီဒီယိုကောခေါ်တယ်တငယ်ချင်းပုံတငယ်ချင်းဗီဒီယိုနဲ့လှုပ်ရှားမှုတွေအကုန်ပါတယ်အဲ့ဒါကိုသူအတန်မဲမပါတာတငယ်ချင်းရေငါ line မကောင်းလို့နော်ဆိုပြီးတော့ဖုန်းချလိုက်တာဆိုပြီးတော့သူပြောပြီးတော့သူအခုအင်စာချုပ်ချုပ်နေလို့ပတ်စံ3သိန်းလောက်လို့ခုလေးလွှဲပေးပါဆိုပြီးတော့ကျမလည်းသူ့မျက်သူ့မျက်နှာလည်းမြင်လိုက်တယ်လေအဲ့တော့တငယ်ချင်းကလည်းကိုယ်တငယ်ချင်းအရင်ငယ်တငယ်ချင်းအရင်လည်းဖြစ်တော့အော်သူဟုတ်မှာပါဟုတ်ပါတယ်ဆိုပြီးတော့ကျမချက်ချင်းလွှဲလိုက်တာချက်ချင်းလွှဲပြီးတဲ့အချိန်မှာအဲသူကအဲ့လိုမျိုးဟုတ်ပါမလားဆိုပြီးကျမလည်းဖုံးဆက်ပြီးတော့ တကယ်ကြည့်ရင်ငါငွေလွှဲလိုက်တာရောက်လာရောက်လာဘာညာပေါ့ဖုံးဆက်ပြီးတော့မေးလိုက်တော့ခါကျတော့အဲသူအဲ့လိုမလုပ်ဘူးအရှိမလဲလူတယောက်အဲ့လိုမျိုးပဲနင်းလို့မျိုးငါငါအဲ့လိုမျိုးပဲခံရလို့ငါသူအခုတောင်မှဖြည့်ရှင်းနေရတယ်ဆိုပြီးတော့သူပြောတယ်ပြောတော့မှပြောနေတဲ့တန်းလန်းဟိုမှသူက ်အမက်ဆန်ဂျာကနေတစ်သိန်းထပ်လို့လို့ပါဆိုပြီးတော့ထပ်ပြီးတော့ပြောတယ်အဲ့ဒါခုခေကြားဖြတ်နေရလဲအရန်ဟိုခင့်မိနေပြီလူလိန်နီးတက်တရလဲအရန်ခင့်မိနေပြီအဲ့ဒါကြောင့်မလို့သတိထားကြပါဗီဒီယိုကောတွေမှာ AI နဲ့ AI နေသုံးပြီးတော့သူတို့ကဗီဒီယိုကောခေါ်ပြီးတော့ပတ်စံနေကိုလိန်ကြတာပါရှင်သတိထားကြပါနော်ကျမကတော့တန်တရာကျွေး၃သိန်းကိုဆက်လိုက်ပါပြီနော်တန်တရာကျွေးပြစ်စရရပါလားလိန်ပြီးလူလိန်အပေါင်းမှာကင်းဝေးကြပါစီရှင်ကျေးဇူးတော်လိနေသိပါနာကိုကိုဟာ ကိုလိုမခင်ရအောင်ပါရှေ့ပေးကြပါ AI နဲ့ CP မှာဗီဒီယိုကော့ခေါ်ပြီးတော့ဗောနော်လင်တာနော်လမ်းမြတ်တည်အောင်ရှေ့ပေးကြပါဆိုပြီးမျှော်လာလဲဗီဒီယိုလေးပုံွေးဖြစ်ပါလေဗျကဲကျွန်တော်နောက်ဆုံးတစ်ပုတ်ဗောနော်ဟွန်းဖခင်ခေရတင်းခုနစီတန်ညီမလေးတိဖို့ဆိုပြီးမျှော်လာပါသေးတယ်ဗီဒီယိုလေးတစ်ပုတ်ပါကဲဆိုတော့နင်းနေနောက်ထောင်ကြည့်အောင်ပါဗောနော်ဒီကိစ္စကလေးတယောက်ကတော့အာ net သက်ကျွေတော့ပြီလို့ကျွန်တော်တို့သိရတာဗောနော် net သက်ကျွေတော့နောက်တယောက်အမ်ကရှင်ကပြားမလေးကြံသေးတာဗောနော်အဲ့ဒါသတိထားဖို့ နောက်လူတွေလည်းမလုပ်ဖို့ပေါ့နော်ဒီလိုရှိမှာနော်လောက်တဲ့လူတွေဒုက္ခတွေကြုံရရတယ်ပေါ့နော်အဲ့လိုဖန်စီခံရရတယ်နောက်လူတွေလူငယ်နောင်လာနောင်သားလေးတွေပေါ့နော်ကလေးလေးလူငယ်လေးတွေအတူမယူဖို့ဆိုတော့ဒီဗီဒီယိုကိုကျွန်တော်နေနားထောင်ကြည့်ပါပေါ့ညီမလေးတီးဖို့ဆိုမြတ်ဝလာတဲ့အကြံပေးတာညီမလေးတယောက်ပါဗျအခုတော့ပတ်စံထုတ်ပြီးခိုင်းပြီးတော့လေကျမကမြစ်ကြီးနာကဘယ်လိုမျိုးအခက်ခဲဒုက္ခတွေလို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရင်နှစ်ယောက်လေးတည်ရမလားအဲ့ဒီနှစ်ယောက် ကြောင်ခက်ခါနေကြတော့ကျွန်မဘာမှမပြောကြဘူးလားဘာမှမပြောတော့ဘူးလားဆိုကျွန်တော်ပြောစရာတော့ကြံနေရလားတို့ပြောနေရနေတယ်ကုန်ပြီလေတို့ဟိုတို့စိတ်ညူတယ်ဆိုလို့ရှိရင်အဲ့မှာထိုင်ကုန်နေရလောက်ပြီး line line ပေါ်မှာလူတိုင်းကတို့ဝိုင်းပြောနေကြတာဆိုပေမဲ့မနက်ကကျွန်မကိုညီမလေးတယောက်ကစာပို့လာတယ်သူစောင်းနေရေးအမတန်ခက်ခဲနေရေပေါ့အဲ့ဒီလမ်းကိုရွေးလိုက်ရမလားမသိဘူးဆိုပြီးတော့ပြောလာတော့ဒါကမကောင်းတော့ဘူးသူတို့ကသူတို့ရက်တည်နေပြီးတော့သူကသူတို့ ပြည့်တစားရဲ့ဘာလုံနေရတော့ကိစ္စမရှိပေမဲ့ဒီလိုမျိုးကိစ္စတွေဖြစ်လာတာတော့မကောင်းတော့ဘူးဆိုတော့ကျွန်မစကားနည်းနည်းပြောမယ်ဒါကပတ်စံထုတ်ကြီးကင်ပြီးတော့ဟိုကြွယ်ပြနေတဲ့နှစ်ယောက်အတော်မဟုတ်ပဲနဲ့ဒီလမ်းကိုရွေးလိုက်ရမလားမသိဘူးဆိုပြီးတော့တွေးနေတဲ့ညီမလေးတို့အတွက်အမပြောပြမယ်နော်ပတ်စံဆိုတာလည်းလည်းကိုရလာတာမဟုတ်ဘူးညီမလေးသူတို့ပြောသလိုပတ်စံထုတ်ကြီးကိုကင်ပြီးတော့အချိန်တန်လို့တထေးမကြီးဖြစ်အာရုပ်ရက်ကလည်းပတ်ခံတထေးမကြီးဖြစ်သွားတာမဟုတ်ဘူးအဲ့ထက်အများကြီးပိုတယ်သူတို့က အဲ့ဒီလိုမျိုးယောက်ျားရင်းနဲ့အိတ်ပြီးတော့ပဆိုင်ရတာပေါ့နော်ပဆိုင်ရတယ်ဆိုရင်ကိုနဲ့အိတ်တဲ့ယောက်ျားကပဆိုင်တက်နိုင်လို့ရှိရင်အဲ့ဒီယောက်ျားကမဲဒီဖြစ်စေဖြူဒီဖြစ်စေနန်းဒီဖြစ်စေမွှေးဒီဖြစ်စေရှည်ဒီဖြစ်စေသေးဒီဖြစ်စေအကုန်လက်ခံနိုင်ရတော့မယ်ဟုတ်လားကိုနဲ့တူတူအိတ်တဲ့ယောက်ျားအာအာဘုံနဲ့နေလဲနန်းဟောင်းနေရပဲတကူလုံးလဲနန်းဟောင်းနေရပဲသူတို့လောက်ခိုင်းတာမြန်မြန်လဲညီမလေးရောလောက်ပြရတော့မယ်ဟဲ့ဘာကြီးလောက်လိုက်စမ်းညာကြီးလောက်လိုက်စမ်းဆိုပြီးတော့ညီမလေးကိုလှုပ်ခိုင်းတော့မယ်အဲ့ခါကျရင်ညီမလေးကိုလှုပ်ပေးရတော့ဘာဖြစ်လို့လဲဒီကသူတို့ပတ်စံကိုယူထားတာမဟုတ်လို့လွယ်လွယ်ကူပေါင်းလေးကားပြီးတော့ပြီးသွားတဲ့ကိစ္စမဟုတ်ဘူး